အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ဘုရားကြီးတောင်ပတ်မုတ်ဖြစ်ပါဗျာ။ဘုရားကြီးတောင်ပတ်မုတ်ရဲ့တောင်ပတ်လမ်းကနေရိုက်ကူးနေတာပဲနော်။ဟုတ်ကဲ့။ဇေယမင်္ဂလာတိုက်ပါ။ကိုဇေယမင်္ဂလာတိုက်ဆိုင်မုတ်လေးရပြနေတာ။အဇေယမင်္ဂလာတိုက်တက်ဖြစ်ပါဗျာ။မြတ်တမောင်ကြောင်းလို့ခေါ်ပါလေ။အဲသွားတော့အခုလက်ရှိဆောက်လက်ဆဖြစ်တဲ့အတွက်ကြောင့်ပြည့်စုံတာကိုသိနေသိကြပါအောင်နော်။တောင်ပတ်ထိတ်မှာတော့အနေချင်းတွေ့ရပါလား။ဒါပြတ်တမောင်ကြောင်းရဲ့တောင်ပတ်က 哎，我们当个的就比这面的，这里我们一下 onda 的，喏。o 你这边面讲的这个，欧朋友亚的，水这边讲嘛的啊，阿拉，哦，我连讲，有家巴的，有先差的，你差了解的，吗？水这边讲的这个，桃木噶的，桃谁没讲嘛的啊，水这讲的，找谁没讲嘛，那双休木的，你注意下嘛的呀，水这边讲嘛的。 ကပိယတယောက်အဲတိုက်ပြတလို့ဆိုးကျော်ရတယ်ဗောနော်ကျောဆိုင်မေเจ้าမှာတော့ကိုရင်တပါအဲတိုက်ပြတလို့ပြန်လွန်ရတယ်ဗောအဲကိုရင်တပါတော့ဘူကောင်းပြီးပြီးတော့ကြာပြီးခြေသွားတဲ့အတွက်ကြောင့်ဘူကောင်းပြန်မရတော့ဗောနော်ဒါဇေယမင်္ဂလာတိုက်ပါဇေယမင်္ဂလာတိုက်ရဘုရားကတော့အတော့ကရမှာတိုက်ဖြစ်ပါတယ်နော်အမှန်အဲအတော့ကရမှာတိုက်ရအပြိုပြက်တွေကိုလာရရင်လည်းဇေယမင်္ဂလာတိုက်က အပြူပြက်လေးပြက်နဲတာနဲ့သူတို့အရင်ရိုက်ပြလိုက်တာနော်အခုမြင်တွေ့နေရတာကတော့ဇေယမင်္ဂလာတိုက်ရဲ့ဗရမ ्या ဘိမှန်ကြောင်းပါဗျာငလင်းကြောင့်မြင်တဲ့အတိုင်းပဲနော်အာအပြူပြက်ဆင်းနေပါအဲပြူပြီးမှဆက်ထုတ်ထားတဲ့ဒီပရိဘောဂစီစီတွေကတော့ဒီတော့မဟုတ်အဲ့ဗရမ ्या ဘိမှန်ကြောင်းနဲ့တစ်ထပ်ကြောင်းတော်ပါဗျာအတောကယမတိုက် 6ခုနှစ်ကမောမှန်ပြုပြင်ထားတာပါနော်အတွင်းမောဦးနဲ့တွေ့ရတယ်ဗျာရင်ကလေးကိုကပြုတ်ချထားတဲ့အုပ်ပုံပါဗျာအညာဘက်ကအုပ်ပုံရတော့အခုငလင်ကျမှပြုတ်ချတာဒီတိုက်ကိုတဲတာကတဲ့မဟာမြတ်မုနိဖရာကြီးတဲ့တနစ်စောတယ်လို့ဆိုပါတယ်နော်ဒါရီအကြောင်းတိုက်ရဲ့အဝင်လှေကားဒီဖြစ်ပါတယ်ဗျအဲ့ဒီလှေကားကိုအရရှိမျက်နှာမှာရှိတယ်လို့ခေါ်ရတယ်နော်လှေကား၈၀ရှိတယ် အကြောင်းတကာကဘိုးတော်ဦးဝိုင်းဖြစ်ပါတယ်ဘိုးတော်ဦးဝိုင်းကအကြောင်းပေါ်ဒီပင်စီပြီးတက်တယ်လို့အဆိုရှိပါတယ်နော်ဟုတ်ပုံကြီးတွေကတော့လှေကားတွေပါဗျအကြောင်းကြီးကတော့မရှိတော့ဘူးမြေကွက်လက်ကြီးပါဗျအကြောင်းအုတ်ခုံကတော့ကြံခဲ့ပါတယ်နော်ဒီဟာတွေကအကြောင်းအုတ်ခုံတွေပါဒါတော့ငလျင်နဲ့မဆိုင်ပါဘူးရှေးဟောင်းအကြောင်းကြီးဖြစ်တဲ့အကြောင်းကိုဟိုအများသိအောင်ရိုက်ကူးပြတာပါနော်ကဲဒီဟာလေးတွေကတော့ ပောက်ရည်တန်းအလူလေးတွေဖြစ်ပါတယ်ကြားဘို့ drinking water တဲ့ပောက်ရည်ဘူးတွေနဲ့သဲနေကြပါရဲ့နော်အဲ့ဒါဒုက္ခတွေစကန်းပါဗျအကြောင်းကြီးကဘလောက်ကြီးတယ်လဲဆိုတော့အဲလေကားတစ်ကအဲဥပ္ပဝီတွေမှလေကားလေကားတစ်တွေပဲအဲလေကားတစ်က၈ဆင်းဆိုတော့အရက်၈မျက်နှာပါနော်ခုမြင်တွေ့နေရတာတော့ဒုက္ခတွေစကန်းပါဗျနော်အဲဒုက္ခတွေစကန်းဖွင့်ထားတဲ့နေရာကအရင်တော့ကရှေးကျောင်းတော်ကြီးပေါ့ဗျာအခုတော့မြေကွက်လက်ကြီးဖြစ်ပြီးတော့ ဒုက္ခတဲ့စတောင်ပြန့်လင်းထားတာပါနော်ဒုက္ခတဲ့ဆောင်းမှာအမျိုးသမီးတယောက်တို့လို့ကောက်ရိုက်လိုက်တာပါအမကြီးဘယ်ဘက်လက်ကဘာဖြစ်တာလဲအဖက်ရိုးကျူပါနော်ငလင်းလုံးလို့လားခိုင်းဘာဖြစ်လို့လဲငလင်းလုံးလို့အမကြီးအဲ့ငလင်းလုံးတော့ဘယ်မှာရှိတာစင်ပြီးအနောက်လာကြအောင်ဟောအိမ်မှာပေါ့ဒါရက်ကွက်ထဲနေရောယုံတာပဲအော်ယုံတာပဲကြောက်ဝိုင်းမဲ့ပေါ့ ဟောအခုဒီမှာလောက်ခုလုံးဟောကဲမြင်းနဲ့တိုက်ရပါမလင်းလို့လို့ဒုက္ခရောက်တယ်ဆိုတာမျက်မြင်သက်သေအနေနဲ့ပေးတဲ့တွေရှိအောင်လို့တိုက်ကူးပြထားတာပါနော်ဖူးမြင်နေရတာတော့အတောကာယမတိုက်ကဇောတိကာယုံဟုတ်ကြောင်းဆရာတော်ကြီးဖြစ်ပါလေကတတိယရေတော်ဆရာတော်ရဲ့အကြောင်းလည်းဖြစ်ပါလေနော်ကဲဟဲ့ဒီမှာအတောကာယမတိုက်သေးက ဇောတိကာယုံအကြောင်းရဲ့အဖြစ်အပျက်ကိုလည်းခုစားလို့ရပါတယ်ဗျာဇောတိကာယုံအကြောင်းဆရာတော်မင်းတော်မူတာကတော့အဲ့ဒီအဆောက်အဦပြိုပြတ်တဲ့အချိန်မှာတဲ့ကိုရင်နှပရဲ့မိဘနှပရဲ့တဲ့ရန်ကုန်ကနေပြီးတော့ဖះလာဖို့တဲ့ဧည့်သည်၃ယောက်ရဲ့သက်ဆုံးရှုံးသွားတယ်လို့ပြောပါတယ်ဗျာမန္တလေးငလေ2025ခုနှစ်မလ28ရက်မော်လ12:50မှာခွန်တက်သမခွန်စကေးရှိတဲ့ ပြင်းအားမြင့်ငလျင်ကြောင့်အတောကယမတိုင်ဗောဓိကယုံကြောင့်ပြိုကျတဲ့အခါမှာအသက်ဆုံးရှုံးမှုကိုပါတပါတဲ့ထက်ကျင်ညာပြေးတာပါနော်။ကဲအခုတဲ့ပဲလှေကားတွေကတော့ဇောတိကယုံကြောင့်ပါပဲဗျ။ဒါပေမဲ့ကျောင်းဆောင်အမိတိတန်တော့ရှိပါတယ်နော်။ကန္ထဝါစကကြောင့်တဲ့။ကန္ထဆိုတာကြမ်းကံပေါ့ဗျ။ဝါစကဆိုတာပုတ်ချတာပေါ့။သဗ္ဗေကြံကံတင် जा ပုချပြတ်တဲ့အကြောင်းဆိုတော့ဆာချာကြောင်းလို့ခေါ်ပါပါနော်။ကဲ အကြအကြောင်းရဲ့အပြူပြက်တွေကိုတစ်ချက်ရှူစားကြည့်အောင်ဗျာပရိကာရုံအကြောင်းပြုတ်ပြက်တာကိုကန္ဓဝါဒကစာချအကြောင်းပေါ်ကနေပြီးတော့လက်ကုထားတာလေးပါနော်ပြည်တွင်းပြပမှာအကြောင်းတကာတကောမဖြစ်လို့သူများမန္တလေးချမ်းမြတ်တာပြည်မြို့နယ်ဖျားကြီးရဲ့တောင်ပတ်မုံမှာရှိတဲ့အတောကယမတိုက်သတိကာယုံအကြောင်းကိုလည်းလာရောက် အောက်လို့လူသားနိုင်တဲ့အကြောင်းအတိပေးပါတယ်ဗျာနေရတာတော့ဇောတိကရောအောင်ကြောင်းရဲ့ရှေ့မျက်နှာကိုဆာချောင်းကြောင်းပေါ်နေပြီးတော့ရိုက်ကူးနေတာပါနော်ဇောတိကရောအောင်တောင်ပတ်ပါဗျာကားလေးရတော့ပြပြဝတ်ပေါ်ဗျာဇောတိကရောအောင်ကိုဥခိုက်နေတဲ့သဘောပါဇောတိကရောအောင်ကအဆောင်၃ဆောင်ရှိတယ်ဗျအခုညာဘက်အဆောင်ကိုရိုက်ပြပါဖြစ်ပါတယ် ညာဘက်အဆောင်ကလည်းယောဒိကာယုံကျောင်းပါပဲပြင်ထောင်အိမ်မဟုတ်ပါဘူးဗျာပြင်ထောင်ကျောင်းလေးပါဗျာပြင်ထောင်ကျောင်းလေးတော့ငလျင်တန်းခံနိုင်တာပေါ့နော်ဟိုအုတ်ခုံလေးကအခိုင်မာမဟုတ်တာတော့မပြူပါဘူးဗျာအဲ့ဒါငလျင်လွတ်ရင်တော့ပြင်ထောင်ကျောင်းဆိုတော့အတန်ပြီတာပေါ့ဗျာဂျုံဂျုံကြက်ကြက်ပေါ့ငလျင်ကတော့မနေ့ကတည်းလှုပ်နေတော့ပါပဲဗျာအင်းအားသိသွားတာပဲရှိတော့လေအရှင်ကတော့မကုန်သေးဘူးနဲ့တူပါတယ်နော် နေ့ကဆိုတာဧပြီလ24ရက်နေ့ထိဟိုဆုလိုပါတယ်အခုမြင်တွေ့ရတာကတော့သောသာဇောတိကာယုံအကြောင်းရဲ့ရှေ့ကစာကြည့်တာလေးပါဗျဇောတိကာယုံအကြောင်းဝင်းထဲမှာပဲရှိရပါနော်ဟိုစာချအကြောင်းမှာစာချတော်မူခဲ့တဲ့ဆရာတော်ကြီးဥတေဇနီယာရှိခြင်းကလောက်ထားခဲ့တဲ့စာကြည့်တာလေးပါဗျာအဲ့ဒီစာကြည့်တာလေးမှာတော့အခုဟိုရုပ်ပွားတော်လေးကြီးယာကြီးပြင်ထားတာတို့တပ်ပုံလေးတွေချိန်ထားတာတို့ အဲဇောတိကာယုံကျောင်းဆရာယာယီသတင်းသုံးတာတို့လုတ်ထားပါတယ်စာကြည့်တိုက်လေးလည်းပြိုပြတ်သွားပါတယ်ကြာ